ရီးစားတဲ့စကားများပြီးရွှေကုန်တိုင်းတရားအစင်ကာလမပေါ်မှာလှဲအိတ်ခဲတဲ့အမျိုးသမီးတဦးကားချိတ်ခံရပြီးဒေဆုံမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းပဟန်းမြို့နယ်ကပ္ပာဤဖျာလန်ရွှေကုန်တိုင်းဂုံတရားအစင်မှာကာလမပေါ်လှဲချပြီးကိုကုတ်ကိုတေချောင်းကြံစီခဲ့တဲ့အမျိုးသမီးတယောက်ကားတက်ချိတ်ခံရပြီးဒေဆုံခဲမှုအောက်တိုဘာလ21ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်ကိုမျက်မြင်ကြုံတွေ့ခဲ့ရသူတဦးကကိုရှိတဲ့ငို ဖြစ်သွားတာပါ နှစ်ယောက်သားခီးကပြန်လာပုံရတယ်။ကားရက်ပြီးရန်တွေဖြစ်နေကြတာ။နောက်ဆုံးကောင်းလေးကကောင်းမလေးကိုသူ့အိတ်တွေနဲ့ထားခဲ့ပြီးကားမောင်းထွက်သွားတော့ကောင်းမလေးကစိတ်ထိခိုက်သွားပုံရတယ်။တံတားအစင်းလမ်းမအလဲမှာလှဲချလိုက်တဲ့အချိန်တံတားပေါ်ကအချိန်နဲ့ဆင်းလာတဲ့ကားကတက်ကြိတ်သွားတာ။ဘေးကလူတွေအော်ဟစ်ပြီးသွားဆွဲဖို့လုံကြပါသေးတယ်။ရုံစင်းချိန်ကားတွေအရန်ဖြတ်နေတာရောခဏလေးအတွင်းဖြစ်သွားတာရောကြောင့်မမီလိုက်ဘူးဟုဆိုကပြောပြထားတာလည်းဖြစ်ပါတယ်။ ကားတက်ကြိတ်ခံရပြီးတေဆုံးသွားတဲ့ကောင်မလေးကအသက်23နှစ်အရွယ်မက်လင်းပြည့်အိမ်ဆိုသူဖြစ်ပြီးမင်္ဂလာတုံမြို့နယ်ဆွဲတော်အင်အားမှနေထိုင်သူဖြစ်ကြောင်းမိသားစုတွေနဲ့လည်းအဆက်အသွယ်ရရှိခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ကားကြိတ်ခံရတဲ့အနားမှာသူ့ရဲ့ခရီးဆောင်အိတ်တွေလည်းတွေ့တယ်။ကောင်မလေးကကလောကနေပြန်ရောက်လာလာချင်းအိမ်အောင်ပြန်မရောက်တော့သေးဘူးထင်တယ်။ကလောကပြန်လာတဲ့အဝတ်အစားနဲ့ပဲဆိုတော့လေသူ့အကောင့်မှာလည်းတင်ထားတယ်။ရီးစားအထွက်နဲ့များ ကိုယ့်အသက်ကိုစတေးရတယ်လို့ အတွေးတွေမှားသွားတာနေမှာပေါ့အခုမှအသက်ငငယ်လေးကိုမိဘတွေတော့ယဉ်ကျိုးရပါပြီကလေးမလေးကဖြူဖြူချောချောလေးကားကတက်ကြိတ်တာပေါင်ရိုးဖြတ်ကျိုးတဲ့သိရတယ်ဟုဆိုကဖြစ်စဉ်ကိုသိရှိသူတအူးကပြောပြထားပါတယ်မလင်းပြည့်အိမ်ရဲ့ရုပ်အလောင်းကိုတော့ရန်ကုန်စီယုံကြီးကိုပို့ဆောင်ထားကြောင်းကားကတော့လူကိုဝင်တိုက်ပြီးမောင်းပြေးသွားတာကြောင်းဖန်ဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်ရင်တိုက်မှုဖြစ်ပွားတဲ့နေရာမှာမလင်းပြည့်အင်ရဲ့ luggage လဲပါလာခဲ့ပြီးမှတ်ပုံနှင်ကိုလည်းတွေ့ရသလို အိတ်တလုံးနဲ့အဝတ်အစားအကောင်းစားတွေကိုလည်းတွေ့ရပေမယ်။သူမရဲ့ဖုန်းကိုတော့မတွေ့ရှိခဲ့ရဘူးလို့ကုညီသူတွေက ပြောပြထားကြပါတယ်။သူမရဲ့ Facebook အကောင့်မှာဆိုရင်လေလွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကလက်ရှိမတော်တဆဖြစ်တဲ့အင်ကြီးနဲ့ပဲနောက်ဆုံး post တင်ခဲ့တာတွေ့ရပြီးပုံအရကလောမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။သူမနဲ့ယင်းဒီသူတွေကတော့ကလောသွားတယ်လို့ပဲသိထားခဲ့ကောင်။အခုညမှာဖြစ်သွားခဲ့တဲ့ကိစ္စကအပြစ်မှန်မဟုတ်ပါစေနဲ့လို့ဆုတောင်းနေကြတာလည်းဖြစ်ပါတယ်။ ုတ်ဟုတ်လားဒီကနေ့ကြီးသားวะမင်းအောင်စီမင်းအောင်ချောင်းချောင်းမယ်ဒီကြောင့်လို့ဒီပုပ်ပုပ်ပုံပြီးထုံးပြီးတာဒီမီလီဆော့ဆက်ပြောတာကျွန်တော်ပြရတယ်ဒီပေါ်ဒမန်ဒီဘုရားရဲ့အခန်းမှာဟုတ်လားဟင်ဟင်လာမလာမထောင်းတော့ဒီကိစ္စကြီးဟုတ်ကဲ့ဟုတ်ကဲ့ဟိုလာ ဒီနေ့ဟိုတယ်ပဲဖြစ်မှာမသိဘူးအော်အဲ့ဒါသူတိုက်ကုန်းနံပါတ်ကိုလုံးဝမရှိတော့ဘူး။အင်းလေခေါ်ရလေးဆိုဟယ်လိုအရာလေးဆိုကျွန်တော်တို့ဒီနားတစ်ချက်ဟုတ်တယ်သူကလေအိမ်မဲမင်္ဂလာတော့မှာနေတာ။ဘယ်ဘဲရလဲ။ဟုတ်ပါဟုတ်ပါ။အဆရှိတယ်။ကကခဏ။အာနေတာအော်မနေ့ကလာတယ်လာတယ်။ဟုတ်။ဟုတ်ဟုတ်။ ဖုံးမှာရှိလို့ရှိတယ်။အေးဖုံးမဖုံး။ဒီနေ့ပဲပါသွားတာ။ဒါမျိုးကဒီနေ့မှပြန်ပါသွားတာ။ပြန်ပြဲကြ။ဟဲ့။ပြောင်းပြီ။ဒီအချမ်းမှာတစ်ချက်ကြည့်ပါဒီအခွင့်ပြီးပလားဒီမိုးရအေးအေးအခွင့်ပြီးပြီလားရေးရမ်းမရှိဘူးရှင်နောက်နောက်နောက်နေရဘူးဘူးရရမရှိဘူး ဘယ်လိုလဲနာမည်ကတော့တိပြီးတော့ရောင်းပုံစံပါပါဟုတ်ဟုတ်နာမည်ဘယ်သူလဲဒါမေးဒါမေးဟုတ်ဟဲလင်းပြေလင်းပြေလင်းပြေဟောအမေဟောဘယ်လိုပဲအဲ့ဒီလုံးတိပေါ်ကြတာကိုစာဟုတ်ကပါရွာရစာချုပ်စာမဟုတ်ဘူးမဟုတ်ဘူးအခုဒီနေ့မှရောက်တဲ့ကောင်းပါလေဒါကြီးအဲ့ဒါဖုန်းခေါ်လို့မရလို့